1234ခုနှစ်လောက်ကဖျားဘုံ district ရှမ်းကွင်းကြီးကြီးရွာမှာဒါရကတယောက်ကစေတနာကောင်းကောင်းနဲ့ကြောင်းကြီးတကြောင်ဆောက်လို့လူရန်ခဲ့ပါတယ်။အဲ့ဒီကြောင်းကြီးဆောက်ဖို့တစ်တိုင်ကြီးတွေကလက်တစ်ဖက်လောက်ရှိတာ။ဟိုရှိရှိတုန်းကဆိုတော့တစ်တွေဝါးတွေပေါ်တော့လိုချင်တဲ့တစ်ကြိုက်တဲ့ဝါပေါ်ပေါ်များများရနိုင်တာပေါ့လေ။ယခုတော့အင်္ဂလိပ်မင်းကစီးမင်းတေချာချနေရတကာလိုင်စင်နဲ့လှုပ်ရတော့အဲ့ဒီလိုတစ်မျိုးတွေကအလွန်ရှားမှရှားနေပြီဗျ။အဲ့ဒီကြောင်းကြီးဆောက်တဲ့နေ့မှာလူအများနဲ့ကြောင်းတိုင်ကြီးတွေကိုထူနေကြတော့ ကိုဦးဆိုတဲ့လူတယောက်ကထိုင်နေရင်းကနေပြီးတော့တိုင်ထူနေကြတဲ့လူတွေကိုမလိုက်တွန်းလိုက်အေးကော်လိုက်ကွာကော်လိုက်အေးဟိုဘက်ဟိုဘက်ကိုထောက်လိုက်အောင်အေးကုတ်ကုတ်ကုတ်အဲ့ဒီလိုမျိုးဩဇာပေးနေတာဗျအဲ့ဒီလိုနဲ့ပဲတိုင်ကြီးကတွင်းထဲကိုရောက်သွားပါရောသို့တော်လည်းအထက်ပိုင်းကအာကြီးနေတော့မငြိမ်မဲနဲ့ရိမ့်ရိုင်ပြီးတော့လဲခါနေတော့ဟဲဟဲဟဲရှောင်ညရှောင်ညပြေးကြဟဲ့တိုင်ကြီးလဲတော့မယ်ဟဲဟဲမောင်ဦးပြေးတော့လေအဲ့ဒီလိုဆိုနေတော့တိုင်ကြီးကလည်းအလဲမောင်ဦးကလည်းတိုင်လဲမဲ့ဘက်ကိုရှောင်ပြေးပြီးတော့ တခါတည်းတိုင်ကြီးပြီသွားလိုက်တာဤကနေပြားပြီးတော့မောင်ဦးဟာခရမ်းကျင်သည့်တူနဲ့ထုလိုက်တယ်လို့မျိုးအသက်ထွက်သွားပါတယ်အဲ့လိုဖြစ်တာကတော့လူအများကကြောက်မို့လို့ကြော့ပွဲမပေးလဲကိစ္စမရှိပါဘူးမလိုအပ်ဘူးဆိုပြီးတော့တိုင်ထူတဲ့အတွက်ကံနှိမ့်တဲ့လူကိုဦးတေရရှာတယ်ဆိုပြီးတော့ပြောဆိုကြပါတယ်ကြောက်ဖြစ်စေအိမ်ဖြစ်စေထုံးစံအတိုင်းလုပ်ရတာမျိုးလို့လူကြီးသူမတွေကပြောဆိုတန်ကြားမှုပါတယ်အဲ့ဒီလိုမချီတည်းနဲ့တိုင်ပြီးပြီးတေသွားတဲ့ကိုဦးဟာအယူလွဲပြီးတော့အစိမ့်တည်းရဖြစ်နေပါတယ်တည်းရမှာအထင်ရှားကြီးတဲ့ ကျောင်းကြီးစောင့်နေတုန်းကပဲညရောက်ပြီဆိုရင်တစ်ပုံပေါ်မှာခေါင်းပြားကြီးနဲ့ငုတ်တုတ်ကြီးထိုင်ထိုင်နေတာလူတိုင်းမြင်ကြရပါတယ်။သူ့ကိုညညမှနက်နက်ကြီးမြင်ရတာမလို့ငနက်ကြီးလို့ခေါ်ကြပါတယ်။ညတိုင်းညတိုင်းမှာတစ်ပုံကြီးပေါ်မှာထိုင်နေတာကိုဟိုလူကတွေ့ဒီလူကတွေ့နဲ့ပြောကြဆိုကြရင်နဲ့ကြော်စောလာခဲ့ပါတယ်။အဲ့ဒါနဲ့ပဲပယောကဆရာကြီးဦးကျော်ဇန်ကငါလုံးနဲ့တော့ကြိုက်နေပြီ။ဒီငနက်ကြီးကိုငါကြွေးမွေးထားပြီးတော့ခိုင်းစားရလို့ရှိရင်ငါခိုင်းတယ်လို့ရမှာပဲ။အဲဒီလိုမျိုးအကြံရပြီးတော့တနေ့မှတော့အမဲသားဟင်းနဲ့ချက်ပြုတ်ခါ ဲငနဲ့ကြီးရလာကွာမင်းတို့ဒီနေ့ကစပြီးတော့ငါကောင်းကောင်းမွန်မွန်ကြွေးထားမယ်ဒီချိန်ကစပြီးတော့ငါခိုင်းတော်မင်းလောက်ရမယ်မင်းကငါတပည့်ဖြစ်သွားပြီအဲဒီလိုမျိုးပြောဆိုပြီးတော့အစာကြွေးပါတယ်အဲဒီလိုဆရာဦးကျော်စံခေါ်သွားပြီးကတည်းကငနဲ့ကြီးကိုထိုနေရာမှာမတွေ့ရတော့ပါဘူးဦးကျော်စံကပယောကဆရာကြီးတူလည်းဖြစ်ပါတယ်သွေးရသားရုပ်ဝင်ဖြစ်စေအောင်တော့ရုတ်တရက်နေတိုင်းမကောင်းဖြစ်လာရင်ဦးကျော်စံကိုခေါ်တာများပါတယ်ဒီတော့အစွဲရှိတဲ့လူများဆိုတော့ငနဲ့ကြီးအပူခိုင်းပြီးတော့ကဲကဲဆိုင်ရာကဝင်တော့ မဝင်သေးဘူးလားအဲ့လိုမျိုးဆိုပြီးတော့ဖျားကိုလက်နဲ့ရိုက်လိုက်တောက်လိုက်ဖူးဆိုပြီးတော့မုတ်လိုက်အပေါ်ကိုမော့ကြည့်လိုက်နဲ့ပါဇက်ကလည်းတူ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 နဲ့ဘာညာစမကလာတွေမန်းမုတ်လိုက်အဲ့လိုမျိုးနဲ့ကြာလာတော့လူမမာကသွေးအားနှဲလာပြီးတော့ငနက်ကြီးဝင်ခွင့်ရသွားပါတယ်အဲ့ဒီတော့မှနင်းလှုပ်ထားတာပြန်မနှုတ်ဘူးလားဘာညာဆိုပြီးတော့ပြောပါတော့တယ်အဲ့ဒီတော့လည်းငနက်ကြီးကနှုတ်ပါမယ်လို့ပြောရတာပေါ့ကဲနှုတ်မယ်ဆိုလို့မပြီးသေးဘူးဆရာအစွမ်းပြရသေးတာပေါ့နင်းခေါင်းကိုနင်းပြန်ဆောင်စမ်းရှေ့ပြန်ဆောင်နောက်ပြန်ဆောင် ဲ့ဒီလိုမျိုးတွေခိုင်းတော့လူမမာကခိုင်းတဲ့အတိုင်းလှုပ်တော့လာရောက်ကြည့်ရှုသူတွေကလည်းစိတ်ထဲမှာအာကဆရာပါလားဘာညာဆိုပြီးတော့အထင်ကြီးပြီးတော့ကြောက်ရွံ့ယူသေးသွားကြပါတယ်အဲ့ဒါနဲ့ပဲဆရာကြီးခိုင်းတယ်လို့လှုပ်နေတာမြင်ရတော့ဝေဒနာရှင်များကလည်းယုံကြည်ပြီးတော့ငွေတောင်းနိုင်ပေးပါတယ်အဲ့ဒါဟာအကျိုးပေါ့လေအဲ့ဒီလိုကုတဲ့ဆရာကိုတော့အောက်လန်းဆရာလို့ခေါ်ပါတယ်ဆရာကြီးဟာဒီဆွဲတင်ကုသရုံမဟုတ်ဘဲနဲ့သတင်းကြွဒစောင်မုံလကြုံပြီဆိုရင်လေပြိုင်မွဲတွေလောက်ကြပါတယ်အဲ့ဒီလေပြိုင်မွဲတွေမှာလည်းငွေလောင်းနှန်းကိုဗျ အဲ့ဒီတော့ဆရာဦးကျော်စံကိုကတ်မိတဲ့လေဟာနိုင်နာကြီးပါပဲလေပြိုင်တဲ့အခါမှာလဲငနဲ့ကြီးငနဲ့ကြီးဟဲ့အဲ့ဒီလိုဆိုရင်လေဟာတခါတည်းထိုးထိုးပြီးတော့လွားကနေလွားကနေနဲ့မြန်မှမြန်ပါပဲလေတွေမကပါဘူးတဘိုရဲလာပွဲတော်ကြရင်လဲကျွဲတို့နွားတို့တိုက်ကြတာပါအဲ့ဒီလိုတိုက်တဲ့အခါမှာလဲဆရာကြီးဦးကျော်စံကိုကတ်မိတဲ့လူဟာနိုင်နာပါပဲနိုင်မုံကလဲတစ်ဖက်ကကျွဲဟာတိုက်ခံနေယူလာတော့တန်တန်ဆွဲဆွဲအကောင်းမယ်တဲ့ စာချုပ်လုတ်ပြီးတာနဲ့တပြိုင်တည်းမခတ်ဖဲနဲ့ရက်နေတော့တာပဲတဲ့နောက်တော့ငနဲ့ကြီးအကြောင်းမြို့သီးရွာသီးဖြစ်လာတော့လေပြိုင်ပွဲကျွဲတိုက်တိုက်နွားတိုက်တိုက်စာချုပ်ချုပ်တဲ့အခါဥကျော်ဇန်နဲ့ပတ်သက်ပြီးတော့တစုံတစ်ခုကြားသိရလေအရှုံးလို့တောင်စာချုပ်ချုပ်ရပါတယ်နောက်ပိုင်းမှာတော့ဥကျော်ဇန်တရေမွေးပြီးတော့လူတွေကိုကုတယ်သူကုတာကလည်းဘယ်တော့မှမပြောက်ဘူးလို့ကြော်ကြော်ကြားကြားဖြစ်ပြီးတဲ့နောက်မှာတော့ဥကျော်ဇန်ကိုအလွန်ယွန်းရှာကြောက်သွားကြပါတယ်ဥကျော်ဇန်ကိုဝေဒနာရှင်များကမခေါ်ဝန်းတော့တာကြောင့်ပယောကမကုတော့ဘဲနဲ့အကြံကုန်ဂလုံးစားချက်ဆိုသလို့ တငါအလုတ်ဖြစ်တဲ့ပဇွန်ကိုဒိုင်းကွင်းနဲ့ခတ်တဲ့အလုတ်ကိုလှုပ်ပါတယ်။အဲဒီလိုလှုပ်တော့လေဥကျော်ဆန်ဘာမှမခတ်ရပဲနဲ့ပဇွန်အများဆုံးရတယ်ဆိုပဲ။ဥကျော်ဆန်ပဇွန်ခတ်တဲ့နေ့ကစပြီးတော့တခြားပဇွန်ခတ်သမားတွေဟာခါတိုင်းလိုပဇွန်များများမရကြတော့ပါဘူးတဲ့။အဲဒါလည်းတခြားတော့မဟုတ်ပါဘူး။ငနဲ့ကြီးကတခြားလူလေတဲကရတဲ့ပဇွန်တွေကိုကြုံကြုံပြီးရောသူ့ဆရာလေတဲကိုယူယူထည့်လိုက်လို့ပါ။တနေ့ကျတော့ဥကျော်ဆန်နေထိုင်မကောင်းဖြစ်ပါတယ်။အဲဒီလိုနေထိုင်မကောင်းတော့သူ့တပည့်ငနဲ့ကြီးကိုကဲငါတပည့်ငါအခုတော့မမာဘူးဖြစ်နေတယ်ကွာ။ အဲ့ဒါကြောင့်မင်းကိုငါအစာမကျွေးနိုင်တော့မင်းကမင်းရှာစားပြီအောင်တော့ငါအဖျားပြောက်မှပဲမင်းကိုဆက်ပြီးတော့ကျွေးမွေးမယ်ဟုတ်ပြီလားအဲ့ဒီလိုတောင်းပန်ထားလိုက်ပြီးတော့ဖျားနေတော့မကျွေးပဲနဲ့ထားလိုက်ပါတယ်နောက်တော့အဖျားပြောက်တော့လည်းအစာအစာဆက်မကျွေးတာနဲ့မသိချင်အောင်စောင့်နေတာနဲ့ငနက်ကြီးကအိမ်မော်တက်ပြီးတော့ဆရာဦးကျော်စံကိုထုထောင်းရိုက်နှက်ပါတော့တယ်တဘုံဘုံနဲ့ဘေးငါလူတွေတောင်ကြားရပါတယ်နောက်တော့ဦးကျော်စံကလည်းတရေထုထောင်းတဲ့ဒံရနဲ့ပဲအတွင်းကြီးကြည့်ပြီးတော့တေသွားရှာပါတယ် ်ဂရီးသစ္စာရှိခြင်းသူ့ဂျေဇုကိုတည်တဲ့ခြင်းစိတ်ကောင်းနှလုံးကောင်းထားခြင်းတို့ဟာလောကီ၌ဖြစ်စေလောကုတ္တရာ၌ဖြစ်စေမြည်သည့်အခါမှာအောက်တန်းစားအခြေသို့မရောက်နိုင်ပါဘူးဆရာဦးကျော်စံကလည်းငနဲ့ကြီးကိုကျွေးပါမယ်လို့ဂရီးထားခဲ့ပါတယ်၎င်းကိုအမိပြုပြီးတော့လည်းဂျေဇုများရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့ဂရီးမတည်တဲ့အပြင်ဂျေဇုပြုသူကိုဂျေဇုမတုတ်ပြန်မနဲ့မျက်နှာလွဲခဲပြစ်လောက်ခဲ့တာကြောင့်မကောင်းမှုကံကမိမိကိုစီရင်သွားပါတယ်ရေကူးတဲ့သူကရေနစ်တည်ရပါတယ် ။တစ်ပင်တက်ကျွမ်းကျင်သူကလည်းတစ်ပင်မော်ကပြုတ်ကျပြီးတော့တေရတတ်ပါတယ်။မွေလိမ္မာသမားကလည်းမွေကိုက်၍တေရတတ်ပါတယ်။မှော်ဆရာကိုဆုံးသစီတက်၍တေရပါတယ်။အကြောင်းကတော့မိမိကကျွမ်းကျင်တဲ့နိုင်နေတယ်ဆိုပြီးတော့မထီလေးစားပြုခြင်းကြောင့်ပဲဖြစ်ပါတယ်။ထိုနည်းတူစွာပင်ပယောဂဆရာကြီးဥကျော်ဇံကလည်းတရေငနဲ့ကြီးကိုမထီမဲ့မြင်ပြုမိတာကြောင့်ကံကြမ္မာအလက်အနှိမ့်အစင်းမှာအတင်းဝင်ပြီးတော့ထောင်းထုခံရတာပါ။ အဲ့ဒါကြောင့်မဲမြည်သည့်အရေးကိစ္စအလုံးနိုင်မစို့သတိမလေးရစေအောင်ဂရုပြုသင့်ပါတယ်သူတစ်ပါးရဲ့ကျေးဇူးကိုတုံ့ပြန်နိုင်ရန်လည်းအမြဲနှလုံးသွင်းဂရုတည်ရန်ကြိုးစားသင့်ပါတယ်ဇလန်လေးကိုဆုံးတဲ့အထိနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်